အဲမင်္ဂလာပါကျွန်တော်ကမီယိုဖလာနှစ်ချင်းမီယိုဖလာဘက်ပတစ်နှစ်ချင်းမီယိုဖလာ generation 40မြောက် born again နှစ်ချင်းခရစ်ယာန်ဖြစ်ပါတယ်ကျွန်တော် doctrine ပြောတာပါအခုဒီမှာနှစ်ချင်းအသင်းတော်ကိုဘယ်အချိန်ဘယ်နေရာမှာဘာကြောင့်တည်ထောင်ခဲ့တာလဲဆိုတာဟမ် a father dominic tree ဆိုတာဟမ် father dominic tree ဆိုတာဒါချင်းလူမျိုးပဲ ਨੇ တူပါတယ်เนาะ ျွန်တော်ချင်းတွေကိုချစ်ခင်နှစ်သက်တယ်မျက်နှိုးပါတယ်ကိုတိုင်းရင်သားတွေကိုကျွန်တော်လူမျိုးရေးမပြောပါဘူးဒါပေမဲ့အဲအဲ့လိုနော်ပောက်ကရအဲ့လိုပေါ့ဟို brain wash လုပ်တာတွေဘာတွေကြတော့ကျွန်တော်ကြည့်လို့မရအောင်နော်ကျွန်တော်ကြည့်နေလို့မရအောင်ပေါ့နော်ဒါချင်းလူမျိုးဖြစ်ဖို့များပါတယ်ဒါ father father martin manalain ဆိုတာလဲအဲ့လိုပဲနော်အဲ့ဒီဟိုနေပေါ့နော်ဒီနှစ်ချင်းသာသနာပေါ့သင်ခွဲသင်ခွဲဆိုပြီးတော့တခြားသာသနာတွေကိုချိုးနေပြီးတော့တို့ဟာအဲ့ဒါ ကက်တလီဇင်ရဲ့ဟိုနေမှာ crazy mechanism အဖြစ်ပေါ့ဗျာအမောင်းနေနေတဲ့ရန်နေရပေါ့နော်ကက်တလစ်ဝါရကိုရိုက်သွင်းနေတဲ့အဲသူတို့ကအဲ့လိုအဲကက်တလီဇင် crazy mechanism ပေါ့ဗျာအဲ့လိုပေါ့အဲ့ရကိုသူတို့မောင်းနေနေတဲ့သဘောရှိတယ်ဒီဒီဒါအခုဒါဒါ father father dominic tree ဆိုတာဒါဒီဟာကအမမသိတဲ့လူဆိုရင်ဒါနားမလဲတဲ့လူပေါ့နော်တမချန်းစာကိုနားမလဲတဲ့ဆိုဆိုရင်သူပြောတာအမှန်ပဲကျွန်တော်မှားတယ်လို့မပြောဘူးနော် သူပြောတာအမှန်ပဲဘာမှန်တာလဲဆိုတမိုင်းမှန်တယ်တမိုင်းမှန်တယ်ဒါပဲနဲ့မှားနေတာ biblical history မဟုတ်ဘူး biblical history မဟုတ်ဘူးသူပြောနေတာအဲ့ဒါကြောင့်တမိုင်းကိုအဲဘယ်လိုခေါ်မလဲ compromising လို့တာပေါ့နော် compromising ဆိုတာ political compromising ပေါ့နော် power abuse လို့တယ်ပေါ့ power abuse လို့တယ်ဆိုတာသူ့ရဲ့ဒီ ဟောကြားနိုင်တဲ့လူယုံကြည်နိုင်တဲ့ influencer တယောက်ကပါဝါကိုသူက abuse လုပ်တာပေါ့နော်အဲအဲဟိုနေမအလွဲသုံးစားလုပ်ပြီးတော့သူက brainwash လုပ်တာပါဘာ brainwash လုပ်ဆိုဆိုသူဟောပြောချက်ကိုကြားရတယ်ဘာဖြစ်သွားမလဲဆိုတော့ဒီ Baptist Christian တွေကအာသူတို့ကခွဲထွက်လာခဲ့ရတာပါဆိုပြီးသူကအမိသင်းတော်ဆိုတဲ့ပုံတံတန်ကိုသူတို့ဒါ brainwash လုပ်နေတာဖြစ်တယ် ငါဒီတယောက်ထဲလားဆိုမဟုတ်ဘူး तू ကချင်းလူမျိုးပဲဖြစ်တယ်နောက်ချင်းလူမျိုးတယောက်ရှိသေးတယ် father martin manalain ဆိုတာအဲ့ဒါလေ line ပုံမှာအဲ့လိုပဲ catalyzing crazy mechanism လုပ်နေတာပေါ့နော်အခုဒါလေးကိုကျွန်တော်တင်ပြမှာဖြစ်တယ်နှစ်ချင်းအသင်းတော်ကိုအဘယ်သူဘယ်အချိန်ကဘာကြောင့်တည်ထောင်ခဲ့တယ်လဲဆိုတော့ဒီအကျိုးအကြောင်း cause and effect ပေါ့နော် reasonable သူဒါတင်ပြတယ်ဒါဘာကိုတင်ပြနေတာလဲဆိုတော့ history ကိုတင်ပြတာဖြစ်တယ် history ဆိုတာဒါ process ပေါ့နော်အသင်းတော်ရဲ့ရွေးရှားမှု movement ကို သူကတင်ပြတာ history ကိုပြင်ပြတာဖြစ်တယ်ဒါပေမဲ့သူကဘလိုနီးနဲ့ brain wash လုပ်တာလဲဆိုတော့သူတို့ရဲ့အသင်းကက်သလစ်မိခင်အသင်းတော့ပါဆိုပြီးတော့အဲသူကဒီလိုမျိုးသူလုပ်တာပေါ့အဲ့ရနေခွဲထွက်သွားတယ်ပေါ့သင်ခွဲဆိုတဲ့ပုံတရံနဲ့ brain wash လုပ်တယ်နောက်တစ်ခါဘာလုပ်လဲဆိုတော့နှစ်ချင်းအသင်းတော့ John Smith ကနေဟလာ1600ကျော်ပေါ့နော် AD 1600ကျော်မှာ John Smith ကစတင်တီထောင်มาတာသူတို့အသင်းတဲ့နောက်ကြပါတယ်ဆိုပြီးတော့ဒါ Biblical history ကို သူက historical revisionism လောက်တာ historical revisionism ဆိုတာဒါ terms တွေအများကြီးရှိတယ်เนาะကျွန်တော်အများကြီးတင်ပေးလိုက်မယ်အခုဒီ post ရဲ့အပေါ်မှာအဲ historical revisionism ဆိုတာဘာလောက်တာလဲဆိုတော့ political compromising လုပ်တယ် political compromising ဆိုတာလက်ခုပ်လောက်သွားပေါ့နော်ဒီအာနာယဒီဝင်င်းနဲ့အာနာယသူတွေနဲ့သူကလက်ခုပ်လောက်သွားပေါ့အပေးယူလုပ်တယ်အဲ political compromising လုပ်တယ်လုပ်ပြီးတဲ့အခါမှာဘာထပ်လုပ်တာလဲဆိုတော့ power abuse လုပ်တယ် power abuse ဆိုတော့သူက influencer ဖြစ်တဲ့အတွက်ကြောင့်အဲဒီဩဇာအာနာပေါ့နော်အဲဒီဝင်င်းပေါ့နော်မီဒီယာမှာ influencer အဖြစ်နေသူကအဲ့လို ပေါ်စားအနာရှိတာကိုအလွဲသုံးစားလုပ်ပြီးဒီတည်င်းမှားကိုဖြန့်ချီတာဖြစ်တယ်။ဒါတည်င်းမှားသလားဆိုတော့မမှားဘူး။မမှားဘူး။သို့တော်လေ Biblical အရာလုံးဝမှားတယ်။ Biblical history အရာဆိုရင်ကျွန်တော်ပြောမယ်။နော် John Smith ကသူက1600မှာ John Smith ကနှစ်ချင်းအသင်းတော်တီထောင်တယ်။နှစ်ချင်းအသင်းတော်ကသူတို့ကက်သလစ်ကနေခွဲထွက်တာပါဆိုတော့ဒါမှားပါတယ်။မှားပါတယ်။တကယ် Biblical history ကနှစ်ချင်းဆိုတာ ယောဟန်အမိရှိသောသူတယောက်ကိုဖျားသခင်စေတို့တော်မူ၏ထိုသူကိုအမိပြု၍လူပေါင်းတို့သည်ယုံကြည်ခြင်းသို့ရောက်မိကြောင်းထိုသူသည်တသက်ခံဖြစ်လေအလင်းတော်၏အကြောင်းကိုတသက်ခံခြင်းကလာ၏ထိုသူသည်အလင်းတော်မူအလင်းတော်၏အကြောင်းကိုတသက်ခံခြင်းကလာတယ်ယောဟန်အမိရှိသောသူဆိုတာဗတ္တိဇံဆရာယောဟန်ဖြစ်တယ်ယေရှုခရစ်တော်ဟာအဲဗတ္တိဇံဆရာယောဟန်ရှိမှာနှစ်ချင်းခံခဲ့တာဖြစ်တယ်နော်အဲ့ဒါလေးကိုကျွန်တော်တင်ပြမှာဖြစ်တယ် အဲ့ဒါ biblical history ဖြစ်တယ်။ဒါကြောင့်မလို့အသင်းတော်ရဲ့အစကနှစ်ချင်းဆရာယောဟန်ကနေစတာဖြစ်တယ်။နော်ကက်သလစ်ဇင်းဆိုတာကနော် AD 300 325 Nicene Creed ပြီးမှအဲသူကသူတို့ gradually grow up ဖြစ်လာတာကက်သလစ်ဇင်းကလာအဲ့ဒါကိုသူတို့ကမူလအစပါဆိုပြီးတော့ဒီကြံတဲ့ဟာတွေကိုသူတို့အသင်းကနေခေါ်ထွက်ပါပါဆိုပြီး brainwash လုပ်တာလည်းဖြစ်တယ်။သူပြောတာမှားလားဆိုမမှားဘူးနော် ဘာဖြစ်လို့လဲဆိုတော့တမန်ရဲ့ဒီ promise နဲ့ပေါ့နော်ဘယ်လိုကောင်းလဲ process ပေါ့ဒီအသင်းတော်ရွေရှားမှု movement ရဲ့ process မှာနှစ်ချင်းအသင်းတော်ဆိုတာအဲ့ဒီ AD 1600လောက်မှာ နောက်တစ်ခုပေါ်ထွက်လာတယ်အဲ့ဒါပါလဲဆိုရင်အဲ John Smith ဆိုတာ तू အခုပြောနေတာဒါမှမဟုတ်မှန်တယ်ဒါပေမဲ့ तू ဒါကိုထပ်တလဲလဲပြောတယ် तू ကြောယုံနေမှာကောအဲချင်းလူမျိုးနောက်ချင်းလူမျိုးတယောက်အဲမာတင်မနာလင်းဆိုတာကလည်းအဲ့ဒီဟာ အဲကက်တလီဇင် crazy mechanism ပဲသူကရန်နီယာအဖြစ်လဲပတ်နေတာအဲသူကလေအဲ့ဒါကိုထပ်တလဲလဲပြောတယ်ဂျွန်စမစ်ဂျွန်စမစ်ဆို brain wash လုပ်နေတာဒါပေမဲ့နှစ်ချင်းဟိုဟိုတမချန်းစာဟိုဟိုဟိုနော်ဂါဂါနာနာမသိတဲ့နှစ်ချင်းခရိယာတွေကသူတို့အဲ့လိုခွဲထွက်လာပါတယ်ဆိုတော့ပုံသဏ္ဍာန်ကိုယူဆသွားနိုင်တယ်ဒီအတွက်ကျွန်တော် define ကိုလောက်တာဖြစ်တယ်နော်ဒီလိုမဟုတ်ပါဘူးဒါဟာသူကယိုးယိုးနော်တို့လိုဟိုဘယ်လိုခေါ်မလဲ movement မော်အတင်းတော့ movement မော်အတင်းတော့အစင်ဆက်မပြရွေရှားပြီးတော့ movement ဖြစ်နေတာဟိုရဲ့ history ကိုသူပြောနေတာဖြစ်တယ် biblical history ရယောဟန်အမိရှိတော်သူတော်ကိုဘုရားသခင်စီလို့တော်ထိုသူကိုအမိပြု၍လူပေါင်းတို့သည်ယုံကြည်ခြင်းသို့ရောက်မည်ထိုသူသည်တသက်တည်ခံဖြစ်လေအလင်းတော်၏အကြောင်းသက်သေခံခြင်းကလာတယ်အဲ့ဒီဘက်တိဇန်ဆရာယောဟန်ကဘုရားသခင်စီလို့တာအဲ့တော့ယောဟန်ရဲ့နောင်နာနဲ့ဆိုင်တဲ့ဘက်တိဇန်တရားယေရှုခရစ်တော်ဟာဂျော်ဒန်မြစ်ထဲမှာ အဲ့ဘေဒီဆန်ဆရာယောဟန်ရှိမှနှစ်ချင်းခံခဲ့တာဖြစ်တယ်အဲ့တော့ဘေဒီဆန်ဆရာယောဟန်ကဘုရားသခင်ဇေလွတ်ထားတဲ့ယောဟန်ရှိမှတပည့်တွေရှိတယ်အဲ့ဒီတပည့်တွေကဘသူတွေလဲဆိုတော့ဟမ်ယောဟန်ယာကုပ်နော်အိန္ဒြေနော်ဟမ်အဲ့သုံးလေးယောက်လောက်ရှိတယ်နော်အဲ့ဒါယောဟန်ရဲ့နှစ်ချင်းကိုခံလာတဲ့လူတွေနော်ဒါရှင်ဟောခရစ်ရဲ့အခန်းကြီး1အငယ်အဲအငယ်1ကနေအစိုးလောက်မှာဖတ်လို့ရှိရင်အဲ့ဒါကိုတွေ့တယ်1 2 3မှာနော်တွေ့ အဲ့ဒါ biblical history အရယောဟန်ကဘုရားသခင်စီလို့တာယေရှုခရစ်တော်မကြွားလာခင်တည်းကနှစ်ချင်းဘက်တစ်စင်နော်နောင်တနဲ့ဆိုင်တဲ့နှစ်ချင်းခရစ်ယာန်အသင်းတော်ဆိုတဲ့ယောဟန်ဘက်တစ်စင်ဆရာယောဟန်ဘုရားသခင်စီလို့တဲ့ဘက်တစ်စင်ဆရာယောဟန်ရဲ့နှစ်ချင်းနောင်တနဲ့ဆိုင်တဲ့နှစ်ချင်းအသင်းတော်ရှိနေပြီးသားဖြစ်တယ်ဆိုတဲ့အကြောင်းဒါကျွန်တော်တင်ပြလိုက်တာဖြစ်တယ်အဲ့ဒါကိုသူက history historical revisionism လို့ခေါ်မယ်နော် historical revisionism လို့ခေါ်တယ်เนาะ power abuse လောက်တာဖြစ်တယ် political compromising လောက်ပြီးတော့ AD 321မှာ19 creek ပေါ့เนาะ constantine ကနေပြီး the great constantine the great ကနေပြီးတော့အခရိယံဘာသာကိုပြတန်းနဲ့အဲ့ဒီနောက်ပိုင်းနှစ်ပေါင်းထောင်ကျော်လောက်မှာเนาะ catalysis ဆိုတာပေါ်လာတာဖြစ်တယ်ဒါဝင်နဲ့သူတို့ကအဲ့ political compromise political revision revisionism ပေါ့เนาะအဲ့ဒါနဲ့ သူကမျက်လှည့်ပြပြီးတော့ဒါတီထောင်တာပါဆိုပြီး तू ပြောနေတာဖြစ်တယ်ဒါဟာအဲ့လိုဘယ်လိုခေါ့ brain wash လုပ်နေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြတာသူတို့တဲ့စောတာကနှစ်ချင်းဘက်တီဆန်ဆရာယောဟန်နှစ်ချင်းခရစ်ယာန်ရဲ့အသင်းတော်ကအဲဖျားသခင်ဇေလုတာယေရှုခရစ်တော်ကိုဘက်တီဆန်ပေးခဲ့တဲ့ယေရှုခရစ်တော်ရဲ့ကိုဘက်တီဆန်ပေးခဲ့တဲ့နော်ဖျားသခင်ဇေလုတဲ့နော်ရှင်ယောဟန်ခရစ်အခန်းကြီး1အငယ် ဟာ9 6 9 8မှာဖတ်ခြင်းထင်ရှားသွားမြင်ရတယ်အခန်းတစ်ခန်းလုံးမှာအဲ့ဒါနှစ်ချင်းခရိယာဆိုအိုင်ဒီယာဆာကက်သလီဇင်ဘာမှမပေါ်ခင်နေရနှစ်ချင်းအသင်းတော်ဆိုတာယောဟန်ရဲ့ဗက်တိဇံနောက်ထပ်နှစ်ဆိုင်နဲ့နှစ်ချင်းအသင်းတော်ကပေါ်နေပြီဖြစ်တယ်။ဒါအဲ့ဒါလေးကိုကျွန်တော်သူဘာပြောလဲကြည့်လိုက်အောင်နော်။နှစ်ချင်းတင်းတော့ကိုဘယ်သူကဘယ်ချိန်မှာဘယ်နေရာမှာမအောင်တိတောက်ခဲ့တယ်လေတဲ့။နှစ်ချင်းအတင်းတော့ကို တည်ထောင်ခဲ့တဲ့သူက John Smith လို့ခေါ်ပါတယ်။ဘယ်ချိန်မှလဲဆိုရင်1606ခုနှစ်မှာဖြစ်ပါတယ်။အာနေရာကတော့ဟော်လန်ကအမ်စတာဒမ်မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။အမှားလားမှားလားမှားလားကျွန်တော်ဟောကျွန်တော်အဲ့ဒါတက်ပဝင်ပြောမယ်နော်မှားလားမှားလားမှန်တယ်။ဒါက history ဖြစ်တယ်နော် biblical history ရဆိုရင်မှားတယ်။နှစ်ချင်းဆိုတာဗက်တီဆန်ဆရာယောဟန် နော်ရှင်ယောခရစ်အခန်းကြီး1အငယ်5 6 9မှာယောဟန်အမိရှိသောသူတယောက်ကိုဘုရားသခင်ဈေးလို့တော်မူပြီးထိုသူကိုအမိပြု၍လူပေါင်းတို့သည်ယုံကြည်ခြင်းသို့ရောက်မည်သောထိုသူသည်တသက်ခံဖြစ်လေအလင်းတော်၏အကြောင်းကိုတသက်ခံခြင်းကသာလာ၏ထိုသူသည်အလင်းတော်မူအလင်းတော်၏အကြောင်းကိုတသက်ခံခြင်းကသာလာ၏ယေရှုခရစ်တော်ကိုယ်တိုင်အားဖြင့်မေးတယ်ဘက်တိဇန်ဆရာရဲ့နော်နှစ်ချင်းဟာလူကဖြစ်တာလားဘုရားကဖြစ်တာလားတဲ့အဲ့ဒါဒေါမနစ်ဖာသာဒေါမနစ်ဆိုတာဖြေပါ เนาะมาร์ตินมาลาลินရဲ့เนี่ยသူကဘသူဘသူကဘသူရဲ့ဟိုနေလဲတော့မသိဘူးပေါ့เนาะအဲ under control လဲတော့မသိဘူးအဲ့မာတင်မနာလင်နဲ့ father dominic thue ဆိုတဲ့အဲပုံကိုယ်တွေเนาะ catalyzing crazy mechanism catalyst ကစတယ် catalyst မှာဆုံးတယ်ဆိုပြီးတော့အစအုပ်လိုက် catalyst အတင်းတော်ရှိအစအုပ်လဲအဲ့လိုတမချန်းစာကိုပြန်ရေးနေတာပေါ့เนาะ catalyzing crazy mechanism ပေါ့ဒီရန်နေအောင်မောင်းနေနေတယ်အဲ့ဒီနှစ်ယောက်ကိုကျွန်တော်မေးရင် ယေရှုခရစ်တော်မေးတဲ့စကားဟောပဲယောဟန်ရဲ့ဗက်တိဇံတရားလူကဖြစ်တာလားเนาะဖယားကဖြစ်တာလားရှင်ဟောခရစ်ခရစ်ရဲ့အခန်းကြီး1အငယ်4 5 6 8 9မှာအဲယောဟန်ဇေဖယားသခင်ဇေလွတ်တဲ့နောင်တနဲ့ဆိုင်တဲ့ဗက်တိဇံတရားယောဟန်ရဲ့ဗက်တိဇံတရားလူကဖြစ်တာလားဖယားကဖြစ်တာမိမမွေးသောသူတို့မှာဗက်တိဇံဇေယောဟန်တဲ့တာ၍ကြီးသောပရောဖက်တစုံတယောက်မှမရှိဘူး နော်မိမမွေးသောသူတို့တွင်တဲ့ဗက်ဒီဆန်ဆရာယောဟန်တဲ့တာ၍ကြီးသောသူတစုံတယောက်မှမရှိဘူးသို့တော်လည်းကောင်းကင်နိုင်ငံတော်၌အငယ်ဆုံးသောသူသည်ထို့သူထက်တာ၍ကြီးမြတ်တယ်အဲ့ဒါနားလဲအဖြေလာပေးကြနော်အဲ့ဒီအကြံကြမဲ့ကိုနားလဲရင်အဖြေလာပေးကြနော် political compromising လုပ်တယ် power abuse လုပ်တယ်နော်သမိုင်းကို revisionism လောက်တာပေါ့နော်သမိုင်းကို ပြန်ပြီးတော့ moment ပြင်ဆင်တာပေါ့ဗျာ historical revisionism လို့ခေါ်တယ်နော်တမိုင်းကိုပြန်လဲပြုပြင်ပြီးလိုးသလိုအဲအဲ့လို brainwash လုပ်နေတာလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တင်ပြလိုက်တယ်အဲ god bless you တလောက်ပါပဲနော်တမ်းရှည်သွားမှာဆိုလို့